ရှလောအားလုံးမင်္ဂလာပါ အားလုံးကိုယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်ဒီကနေ့ကျွန်တော်ဝေမျှပေးခြင်းနဲ့နှုတ်ကပတ်တော်ကခရစ်တော်ရဲ့နောက်ကိုလိုက်ရင်အဖိုးခပေးပြီးမှလိုက်ပါဘာဖြစ်လို့လဲဆိုရင်စစ်မှန်တဲ့ယုံကြည်သူဆိုတာကအဖိုးခပေးပြီးမှလိုက်တာဖြစ်ပါတယ်ကျွန်တော်လောကမှာတော့မိတ်ဆွေစစ်နဲ့မိတ်ဆွေ အတုကိုခွဲခြားပြီးမှ ဘယ်လိုသတ်မှတ်ကြလဲဆိုရင်မိတ်ဆွေအတူကကျွန်တော်တို့နဲ့အပေါင်းတဲ့အခါမှာစိတ်တူကိုယ်တူရင်ဘတ်တူပေါင်းတာမဟုတ်ဘူးကျွန်တော်တို့စီကနေတစ်ခုခုအမျက်ရကြံလို့တစ်ခုခုလိုချင်လို့ပေါင်းတာဖြစ်တယ်သူတို့ကကျွန်တော်တို့ကို ပေါင်းတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုကိုပေါင်းတယ်ကျွန်တော်တို့ရဲ့ကြော်ကြားမှုကိုပေါင်းတာဖြစ်တယ်ဆိုကျွန်တော်တို့မှာဆင်းရဲသွားရင်ကျွန်တော်တို့မှာအဲ့ဒီကြော်ကြားမှုတွေမရှိရင် အဲ့ဒီလူတွေကကျွန်တော်နာမှာမရှိဘူးအဲ့ဒီလူတွေကိုမိတ်ဆွေအတုလို့ပြောတာဖြစ်တယ်အဲ့တော့မိတ်ဆွေအစ်စ်ဆိုတာကကျွန်တော်တို့ဆင်းရဲသွားတွေဖြစ်စေကျွန်တော်တို့မှာကြော်ကြမှုမရှိတွေဖြစ်စေကျွန်တော်တို့အမြဲတမ်းရက်တီပေးပြီးမှကျွန်တော်တို့လိုအပ်တဲ့ခါတိုင်းမှာနှစ်သိမ့်ပေးတယ်ကျွန်တော်တို့ကိုကွယ်ကာပေးတယ်ကျွန်တော်တို့နဲ့အတူရက်တီပေးတဲ့သူကိုကျွန်တော်တို့ကမိတ်ဆွေစစ်ဆိုပြီးမှတတ်မှတ်တာဖြစ်တယ်အဲ့ဒီလိုပဲကျွန်တော်တို့ကစစ်မှန်တဲ့ယုံကြည်သူဖြစ်တယ်ဆိုတာကို ကျွန်တော်ဘယ်လိုတတ်မှတ်လို့ရလဲဆိုရင်ကျွန်တော်အဖိုးခါပြီးခြင်းနဲ့တတ်မှတ်လို့ရတာဖြစ်တယ်။ဥပမာအားဖြင့်တပည့်တော်တွေကယေရှုရဲ့နောက်ကိုလိုက်တဲ့ချိန်တုန်းကဆိုရင်ယေရှုကအဲ့ဒီချိန်မှာအရန်နာမည်ကြီးတဲ့အခါမှာလူတိုင်းရင်းကယေရှုရဲ့တပည့်ဖြစ်ခြင်းကြတယ်။ယုတ်တဲ့ကြီးယေရှုကိုရောမစစ်သားတွေကောက်ဖန်တဲ့အခါမှာဘဒူကမှယေရှုနောက်ကိုမလိုက်ခြင်းကြတော့ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီချိန်မှာယေရှုနောက်ကိုလိုက်ရင်အတခံရမယ်အဖမ်းခံရမယ်အရိုက်ခံရမယ်အကြက်ရခံရမယ်ဆိုတဲ့အဖိုးခါတွေကိုမပေးတဲ့အခါမှာ မလိုက်ကြတော့ဘူးကျွန်တော်ကလည်းဖွယ်ရတွေ့ရတယ်အဲ့တော့အဖိုးကပေးပြီးမှကျွန်တော်ရဲ့တတမှာယေရှုခရစ်တော်ရဲ့နောက်ကိုမလိုက်မချင်းကျွန်တော်တို့ကဘာပဲဖြစ်နေလဲဆိုရင်သူငယ်ကဲ့သို့တော့ယုံကြည်သူတွေဖြစ်နေတယ်ကျွန်တော်တို့ကအကျိုးလိုလို့ညောင်ရီလောင်းတဲ့အဖွဲထဲမှာပါတယ်ဖခရစ်တော်နောက်ကိုကိုးကွယ်ခြင်းမှုကိုလုပ်နေတယ်ဘုရားကြောင့်တတ်နေတယ်စက္ကန့်နဲ့မဖြစ်လို့လဲကောင်းကြီးလိုချင်လို့အဲ့တော့ကောင်းကြီးမရဘူးကျွန်တော်တို့ရဲ့တတမှာပြဿနာတွေပြေလည်ခြင်းမရှိဘူးဆိုရင် ကျွန်တော်ဘုရားကိုမချင်းကတ်တော့ဘူးဘုရားရဲ့မျက်မှောက်တော့ကျွန်တော်မတိုးဝင်တော့ဘူးမဆက်ကတ်တော့ဘူးဆိုရင်ကျွန်တော်တို့တွေကခရစ်တော်ရဲ့နောက်လက်အစ်မန်တွေမဟုတ်ပါဘူး။အဲကျွန်တော်တို့ခုနပြောတဲ့ဥပမာလိုပဲမိတ်ဆွေအတူတွေကတန်ရာတွေများလာတဲ့မိသားစုတန်ရာတွေများလာတဲ့တူကိုရှောင်သွားတယ်လို့ပဲကျွန်တော်တို့လည်းခရစ်တော်နောက်ကိုလိုက်တာလိုက်နေတာဘာအကျိုးမျက်မှတ်မမြင်ရဘူးဆိုရင်ကျွန်တော်တို့မလိုက်တော့ဘူးဆိုရင်အဲ့ဒါကစစ်မှန်တဲ့ယုံကြည်သူတယောက်ရဲ့အသက်တာမဟုတ်ပါဘူးကျွန်တော်တို့ရှမတ်တက်ခွင့်ညခန်းကြီး26အငယ်6ကနေကျွန်တော်တို့ ဟာခုံ၈ကိုကျွန်တော်ကြည့်မယ်ဆိုရင်အမျိုးသမီးတယောက်ကယေရှုရဲ့ခြေတော်ရင်မှာလာပြီးမှတန်ဖိုးအရန်ကြီးတဲ့ကြောက်ဖြူရေမွေးပလင်းကိုခွဲပလိုက်တာကိုတွေ့ရပါတယ်။ဒီမျိုးသမီးကယေရှုခရစ်တော်ရဲ့ခြေတော်ရင်မှာရိုးရိုးလာပြီးမှဝတ်ပြုကိုးကွယ်လို့လည်းရတယ်။လာပြီးဆုတောင်းခံလို့လည်းရတယ်။ဒါပေမဲ့အဲ့လိုမလုပ်ပဲနဲ့တန်ဖိုးအရန်ကြီးတဲ့လူတယောက်တနစ်လုံးလုံးရှာထားပြီးမှဆုဆောင်ထားတဲ့ပတ်စံထဲမှာဝယ်လို့ရတယ်။အဲ့ဒီကြောက်ဖြူရေမွေးပလင်းကိုခရစ်တော်ရဲ့ခြေတော်ရင်မှာခွဲပြီးမှခရစ်တော်ရဲ့ခြေတော်ကိုတုပ်လိမ့်ပေးတာကိုတော့တွေ့ရပါတယ်။ အဲ့ဒီအမျိုးသမီးဟာအဖိုးခဘေဘီမမခရစ်တော်ရဲ့စူတောင်းခြင်းကိုခံယူတာကိုတွေ့ရတယ်။ဘာဖြစ်လို့လဲ။ရိုးရိုးသူစူတောင်းခံလို့လည်းမရဘူးလား။ရပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးကသူများလိုမျိုးရိုးရိုးမလိုက်ချက်ဘူး။အဖိုးခဘေဘီမှခရစ်တော်ရဲ့နောက်မှာလိုက်ဖို့သူဆုံးဖြတ်ထားတာဖြစ်တဲ့အတွက်ကြောင့်တကယ်လည်းအဲ့ဒီအမျိုးသမီးကလွတ်မြောက်ခြင်းရတာဖြစ်တယ်။ဒီနေ့ကျွန်တော်လည်းဒီလိုပဲအိမ်နဲ့ဖျားကြောင်းနဲ့ညီမဖျားကြောင်းကိုတွားတယ်ဆိုရင်အဲ့ဒါအဖိုးခပေးချက်မဟုတ်ဘူး။အိမ်နဲ့ဖျားကြောင်းကအယံဝေးတယ် တွားဖို့အတွက်လည်းအင်မတန်ကိုပြင်ဆင်ရတယ်ဆိုရင်အဲ့ဒါကျွန်တော်တို့ရဲ့ကြောက်ဖြူရေမွေးပလင်းကိုကျွန်တော်တို့ခွဲခြင်းဖြစ်တယ်အဲ့ဒါအဖို့ခပေးခြင်းဖြစ်တယ်ကျွန်တော်ဆုတောင်းတာရမ်းကြနေပြီဘာမှဖြေမမရအောင်အဲ့ဒါကလည်းကျွန်တော်တို့ဆက်ဆုတောင်းခြင်းကလည်းအဲ့ဒါကျွန်တော်တို့ရဲ့ကြောက်ဖြူရေမွေးပလင်းကိုအဖို့ခပေးပြီးမှလှုပ်ဆောင်ခြင်းဖြစ်တယ်ကျွန်တော်တို့တခါတလေမှကျွန်တော်ဖရားเจ้าမှာကျွန်တော်ဆက်ကတ်တယ်အမှုတော်ရေးမှာကျွန်တော်ဆက်ကတ်တယ်။ဘာထူးเจ้าမှုမှမဖြစ်တော့။ဒါပေမဲ့ကျွန်တော်ဆက်ပြီးမှဆက်ကတ်နေတာကလည်းအဲ့ကျွန်တော်တို့အဖိုးကပေးပြီးမ ခရစ်တော်ရဲ့နောက်ကိုလိုက်နေခြင်းဖြစ်တယ်။ခါသလီမှာကျွန်တော်တို့ယုံကြည်ခြင်းနဲ့အသက်ရှင်လို့သူများတွေကကျွန်တော်တို့ကဲ့ရဲ့တဲ့ဝေဖန်တဲ့အတိုင်းခံရတာတွေကလည်းအဲ့ဒါကျွန်တော်တို့ရဲ့အဖိုးခါပေးခြင်းဖြစ်တယ်။အဲ့တော့အဖိုးခါပေးပြီးမှလိုက်မှသာလေစစ်မှန်တဲ့နောက်လိုက်ဖြစ်တာဖြစ်တယ်။အဲ့တော့ဒီကနေ့ကျွန်တော်ယုံကြည်သူတော်တော်များများကကောင်းကြီးရခြင်းနဲ့အဖိုးခါမှပေးခြင်း။ခွန်အားရခြင်းနဲ့အဖိုးခါမှပေးခြင်း။ပြောင်းလဲမှုလိုခြင်းနဲ့အဖိုးခါမှပေးခြင်း။အဖိုးခါမပေးဘဲနဲ့ကျွန်တော်တို့စစ်မှန်တဲ့ပြောင်းလဲမှုဆိုတာ မရှိဘူးဖြစ်တယ်။ဒါကြောင့်ညီကောင်မတို့ကကြည်ကြည်မမအတ္တတမှာပြောင်းလဲမှုကိုလုပ်ချင်တယ်ဆိုရင်ယုံကြည်ခြင်းနဲ့စအသက်ရှင်တာနဲ့ကဲ့ရဲ့ခြင်းဝေဖန်ခံရခြင်းကိုယ့်ရဲ့တိတ်ခါကိုနှပြားမတတအောင်အပြောခံရခြင်းဆိုတဲ့အဲ့ဒီအဖိုးခါကိုလည်းစပေးဖို့အတွက်ပြင်ဆင်ရတယ်။တော်တော်များများကျွန်တော်တို့ယုံကြည်သူတွေကခရစ်တော်ရဲ့နောက်ကိုလိုက်တာလိုက်တာအဖိုးကလုံးဝမပေးချင်ဘူး။ဖျားကြောင်းနဲ့အိမ်နဲ့ဝင်မသွားချင်ဘူး။ကိုစုတောင်းတာတရက်နဲ့ရပဲရှိတယ်အပြင်မပင်းဆက်စုမတောင်းချင်ဘူး။ ဘယ်လောက်ထိတော့ကျွန်တော်တို့အဖိုးခါမပေးချင်ဘူးနဲ့ကျွန်တော်တို့အခုအဲ Facebook တို့ကျွန်တော် YouTube တို့ဆိုနှုတ်ကပတ်တော်တွေဆိုကျွန်တော်တို့အာဖခင်ရဲ့ခြေဆုတော်ကြောင့်ကျွန်တော်အခမဲ့နားဆင်ခွင့်ရရတယ်အဲ့ဒီလိုမျိုးအခမဲ့နားဆင်ခွင့်ရတဲ့နှုတ်ကပတ်တော်တွေကမှကျွန်တော်တို့ကပြန် share တာတွေ like and နော် subscribe တွေလုပ်တာတွေမရှိဘူးဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့တွေကအဲ့ဒီလိုမျိုးလုပ်ဖို့အဖိုးခါပေးဖို့ကျွန်တော်တို့စိတ်မပါကြဘူးဘာလို့ကျွန်တော်တို့တတ်တတ်လုံးကျွန်တော်တို့ကအခမဲ့အခမဲ့အခမဲ့ပဲစားသုံးလာတဲ့အခါမှာ အဲ့ဒီအခမဲ့တွေကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကယူရာယူရာယူရာပဲဖြစ်တဲ့အခါမှာတဖြည်းဖြည်းနဲ့ကျွန်တော်တို့ကအမီးဖြစ်သွားတာအိုးကောင်းမဖြစ်တော့အဲ့တော့စစ်မှန်တဲ့ယုံကြည်သူတယောက်ရဲ့တတ်တာကအဖိုးခပေးရတယ်ခရစ်တိုရဲ့နောက်ကိုလိုက်တဲ့အခါမှာလည်းအဖိုးခပေးပြီးလိုက်ရတယ်ဘာမလို့ဆိုကျွန်တော်တို့ကအမီးမဖြစ်ဘဲအိုးကောင်းဖြစ်ဖို့အတွက်ဆိုကျွန်တော်တို့အခပေးရတယ်အဲ့တော့ဒီမျိုးသမီးဟာတလောက်တန်ဖိုးကြီးတဲ့ရေမွေးကိုဖျားရဲ့အရှိမခွဲခြားပလိုက်တယ်လို့ပဲဒီနေ့ကျွန်တော်တို့ကလည်းခရစ်တိုအတွက်ကျွန်တော်တို့ဒီနေ့ကနေစပြီးမှအဖိုးခပေးပြီးမှလိုက်ရမယ်အဖိုးခပေးပြီးမှဆိုတော့ရမယ် ကောင်းကြီးကိုလိုချင်လို့အကျိုးကိုလိုလို့ကျွန်တော်တို့ချင်းကတာမဟုတ်ပဲねကျွန်တော်တို့ကဘလောက်ထိစစ်မှန်တဲ့ဖျားသားသမီးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအဖိုးကပေးပြီးမှလိုက်ချင်ရပြီတတ်တည်ပြဖို့လိုတယ်အဲ့တော့နောက်ဆုံးခရစ်တော်ရဲ့တပည့်တွေအားလုံးကခရစ်တော်ကိုကြောခိုင်းသွားပြီမယ်သူတို့စစ်မှန်တဲ့နောင်သားရပြီးနောက်ပိုင်းမှာတပည့်တော်ဆန်နှပါလုံးကဖျားတခင်အတွက်အဖိုးကပေးပြီးမှအသက်ပေးသွားတာကိုကျွန်တော်တို့တော့တွေ့ရပါတယ်။နောက်တကယ်ဖျားကိုချစ်တဲ့သူတကယ်ဖျားကိုတန်ဖိုးထားပြီးဖျားရဲ့မေတ္တာနဲ့ဂျေဇူးတရားကိုနားလည်သွားတဲ့သူတွေက အဖိုးကပေးဖို့တော့ဝယ်မလေးဘူးဖြစ်ပါတယ်။ကျွန်တော်ကျွန်တော်တို့ကဒီကနေ့ဆယ်ဘုတ်တဘုတ်ထဲဖို့တော့မှကျွန်တော်တို့ကစ조사နေရတယ်။သူများတွေကခရစ်တော်အတွက်ဆယ်ဘုတ်တဘုတ်တော့မဟုတ်ဘူး။ဆယ်ဘုတ်နှစ်ဘုတ်တော့မဟုတ်တော့ကျွန်တော်တို့တွေအများကြီးဖျားတိခင်အတွက်အဖိုးကပေးပြီးမှပါဝင်တဲ့ချိန်မှာကျွန်တော်တို့ကဒီမှာဆယ်ဘုတ်တဘုတ်ထဲဖို့တော့မှနဘန်းလုံးရသေးတယ်ဆို။အဲ့ဒါကျွန်တော်တို့ကအဖိုးကပေးတာမဟုတ်သေးဘူး။ကျွန်တော်တို့ကအဲ့ဒါတာမန်အစ်စ်မှာပဲရှိသေးတယ်။အဲ့တော့ဒီနေ့တင်ကတာမန်ယုံကြည်သူဘဝကနေမှာနော်စစ်မှန်တဲ့ယုံကြည်သူတယောက်ရဲ့အတ္တတပည့်တော်ဖြစ်တဲ့တတ်တော်တင်တက်လံဖို့အတွက်ဆို တင်းတက်တာမှာအဖိုးခပေးခြင်းရေးကြည့်တာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကနေစပြီးတော့ကျွန်တော် crypto နောက်ကိုလိုက်တဲ့အခါမှာအဖိုးခပေးပြီးမှလိုက်ကြရအောင်အဖိုးခပေးပြီးမှကျွန်တော်ပါဝင်သွားကြရအောင်နှုတ်ကပတ်တွင်ဖျက်ရှားအားလုံးကိုဆက်ကပြေကောင်းချီးပေးပါစေ။